မင်္ဂလာပါရှင်။နန်းပြေဆုံစစ်ရှောင်းစခန်းမှာရာတီတုတ်ကိုဖြစ်ပွားနေတူတရားနေပါရှိပြီးအင်အားစု20စုရိတ်ခါပြက်လက်နေတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ခရနေပြင်းတဲ့ဒမော့ဆိုအနောက်ဖက်ချမ်းမှာရှိတဲ့နန်းပြေဆုံစစ်ရှောင်းစခန်းမှာရာတီတုတ်ကိုဖြစ်ပွားတူတရားနေပါရှိနေပြီးအင်အားစု20စုကလည်းဆန်တဲ့ရိတ်ခါပြက်လက်နေတယ်လို့စစ်ရှောင်းကော်မတီဝင်တဦးကပြောပါတယ်။ အဆိုပါနန်းပြေဆုံးစစ်ဆောင်စခန်းမှာအင်အားစု148စုရှိပြီးလူဦးရေ488ဦးရှိတဲ့နဲ့လူဦးရေ100နီးပါးကယာတီတုတ်ကို ဖြစ်ပွားနေကြပြီးဝမ်းပြက်ဝမ်းလျှော်ယောဂဖြစ်ပွားသူလည်းရှိတယ်လို့စစ်ဆောင်ကော်မတီဝင်တဦးကပြောပါတယ်အရီစစ်ဆောင်စခန်းမှာဖဲခုံမြုံနယ်လွိုက်ကုံမြုံနယ်မှာရှိတဲ့ထင်းကားလျာဖဲခုံ၏အရှိဖဲချမ်းတို့မှာတင်းရှောင်လာတဲ့စစ်ဆောင်တွေနေထိုင်ကြပြီးအင်အားစု20စုက စာနာရိတ်ခါနဲ့စံပြက်လက်နေတယ်လို့ဆိုထားပါတယ်2025ခုနှစ်စွန်လ25ရက်နေ့ကစပြီးဘလိုက်ကောမြို့နယ်ဖက်ကနေစစ်တပ်စစ်ကြောင်းထိုးလာတာကြောင့်နမ်းမဲ့ခုံမြို့နယ်အတွင်းမှာရှိတဲ့ဒေတာခန့်တွင်နေဖဲခုံရဲ့အရှိဖဲချမ်းမှာရှိတဲ့စစ်ရှောင်းတွေထမှန်စစ်ပေးတင်းရှောင်ခဲ့ရပါတယ်လက်ရှိမှာဂရနီပြည်နယ်အတွင်းစစ်တပ်ကလွိုက်ကော်မြို့နယ်အရှိဖဲချမ်းဒမိုးဆူမြို့နယ် ဖရူဆိုမြို့နယ်၊ဖဲခုံမြို့နယ်နဲ့ဘောလကဲမြို့နယ်စတဲ့စစ်မျက်နှာ၅ခုကနေစစ်ကြောင်ထိုးနေတာကြောင့်စစ်ပေတင်းဆောင်ဦးရေပုံမှုများပြားလာပြီးစားနပ်ရိက္ခာနဲ့အမိုးကောင်တွေလိုအပ်လျက်ရှိနေပါတယ်ရှင်။